Star and Modern Agency ရဲ့ founder ဖြစ်သူဂျွန်လွင်အဖမ်းခံရတာဟာခိုင်နင်းဝေနဲ့လုံးဝပတ်သက်မှုမရှိကြောင်းဖြေရှင်းလာခဲ့တဲ့ခိုင်နင်းဝေရဲ့ချက်သူဖြစ်သူစင်မြင့်အောင်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့တဲ့သတင်းတွေအရရန်ကုန်မြို့ရှိနာမည်ကျော် Star and Modern Agency ရဲ့ပိုင်ရှင်ဖြစ်သူဂျွန်လွင်ကိုပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းကခေါ်ယူစစ်ဆေးနေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် ဂျွန်လင်ဟာပြီးခဲ့တဲ့ဂျွန်လ၄ရက်နေ့ညပိုင်းကပြည်ပကနေရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့နေအိမ်အထိဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်အနုပညာအတိုင်းဝိုင်းကရုပ်ရှင်လောကသားတဦးရဲ့ပြောပြချက်အရပြည်ပကနေပြန်လာတဲ့နေကလေးကဂျွန်လွင်နဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးဒီနေ့ဒီချိန်အထိလဲဆက်သွယ်လို့မရဘူးလို့သိရပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းရဲ့အတင်းတုံးကတရုတ်ဆောင်ခိုင်နင်းဝေနဲ့ပတ်သက်ပြီးငွေလွှဲမှားတဲ့ကိစ္စမှာခိုင်နင်းဝေဘက်ကအလွန်ဖြစ်ကြောင်းခိုင်နင်းဝေအနေနဲ့ဒီကိစ္စကိုတရားမျှတစွာနဲ့ဖြေရှင်းတင်ကြောင်းဂျွန်လွင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် PRB ပြောကြားခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ခိုင်နေဝေဟာခိုင်ရင်သွေးလေးများဂေဟာကိုတီထောင်ထားတဲ့သူဖြစ်ပြီးအခုဆိုရင်တော့သူမရဲ့ဂေဟာမှာကလေးပေါင်း100ကျော်ကိုကျမ်းမာရေးလူမှုရေးပညာရေးကအစအစအစအရာရာတာဝန်ယူဆောင်ရွက်ပေးနေသလိုမြန်မာနိုင်ငံအတွင်းရေးဘေးငလင်ဘေးအပါအဝင်ဘေးဒုက္ခများကိုလည်းပြည်သူများထံမှအလူငွေများကောက်ခံကသူမကိုယ်တိုင်သွားရောက်လှူဒန်းပေးနေတာတွေပြုလုပ်လျက်ရှိတာပဲဖြစ်ပါတယ် ဒါပေမဲ့တရုတ်ဆောင်ခိုင်နေဝေကနောက်ပိုင်းမှာတော့သူမရဲ့လှူဒန်းပေးမှုတွေနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေရှိလာခဲ့ကောင်အမှန်တကယ်လိုအပ်သူတွေစီကိုမရောက်ရှိပေ။နယ်မြေကန်အာဏာပိုင်များထံသို့တိုက်ရိုက်လွှဲအပ်ခြင်းကဲ့သို့သောပြီးစလွယ်လုတဲ့ကိစ္စရပ်တွေပေါ်ပေါက်လာခဲ့တာကြောင့်အလူရှင်တွေဘက်ကဝေဖန်ထောက်ပြမှုတွေနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းခိုင်နင်းဝေရဲ့ personal account ထဲသို့အလူငွေလှဲနေကြအလူရှင်တယောက်ကငွေမလွှဲမိတဲ့ပတ်စံကိုပြန်မပေးခဲ့တာကြောင့်ခိုင်နင်းဝေအနေနဲ့တိုင်းငံလုံးကပြည်သက်တွေရဲ့ဝေဖန်ထောက်ပြခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်ထိုအထဲမှာမှအနုပညာအတိုင်းဝိုင်းတဲကတယောက်သောသူဖြစ်တဲ့ Star Sun Model Agency ရဲ့ founder ဖြစ်သူဆရာကျွန်လွင်ကလည်းခိုင်နေဝေရဲ့လိုအပ်ချက်တွေကိုထောက်ပြဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။ ကြောင့်မလို့အခုလိုမျိုးဆရာကျွန်းလွင်အဖမ်းခံရတဲ့ကိစ္စဟာခိုင်နှင်းဝေနဲ့တိုက်ရိုက်ပတ်သက်နေတယ်လို့အလုံးကကောက်ချက်ချထားကြတာလည်းဖြစ်ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးခိုင်နှင်းဝေရဲ့ချစ်သူဖြစ်သူစင်မြင့်အောင်ကထန်သီးကျွေခိုက်ကျင်းနှင်းခိုက်ဖြစ်တာကြောင့်ကျွန်းလွင်စစ်ဆေးခံရတဲ့ကိစ္စဟာခိုင်နှင်းဝေနဲ့လုံးဝမပတ်သက်ဘူးဆိုတဲ့အကြောင်းလူမှုကွန်ရက်ပေါ်မှာဖြည့်ရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။ ခိုင်နေဝေဟာစစ်တပ်ကိုပိုင်နိုင်သူတရားမဟုတ်ကြောင်းသူမအနေနဲ့စစ်စေးရေးဂိတ်တွေကိုဖျက်သွားရင်နောက်လမ်းဆင်းလျှောက်ပြီးတာမန်နေထိုင်တဲ့တာမန်အရှက်သားပြည်သူတရားလိုပဲနေထိုင်ရတာဖြစ်တဲ့အကြောင်းချစ်သူဖြစ်သူစင်မြင့်အောင်ကဖြည့်ရှင်းပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်အခုဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ဟာထန်းသီးကြွေခိုက်ကြီးနင်းခိုက်ဖြစ်ပြီးခိုင်နင်းဝေဟာဘသူကောမလည်းမပိုင်သလိုဘသူကောမလည်းကြောက်တွန်းတတ်တဲ့သူမျိုးမဟုတ်ဘူးလို့ဇင်မြင့်အောင်ကအထက်မှန်ပြောကြားထားတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲဒီအဖြစ်ပြက်မတိုင်ခင်မှာဂျွန်လင်ကငွေမှားလွှဲတဲ့ကိစ္စမှာအမှန်တိုင်းဖြေရှင်းပေးဖို့ခိုင်နှင်းဝေကိုပြောခဲ့တာတိုင်းသိပြည်သိဖြစ်ခဲ့တဲ့အတွက်အခုလိုဖန်ဆီးခံခဲ့ရတာဟာခိုင်နှင်းဝေနဲ့ပတ်သက်နေတယ်လို့အားလုံးကတစ်ထစ်ချယုံကြည်နေကြတာလည်းဖြစ်ပါတယ်။